ျွန်တော်ရဲ့ Horror Vibration နဲ့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဇလိုင်းရဲ့ဖြစ်ပုံကဒီလိုပါအဲ့ဒီကစေယုံမှာကျွန်တော်ညတိုင်းဆင်းနေခဲ့တယ်မနက်3နာရီလောက်မှာပဲလက်ကိုစာရွက်ရှာခဲ့တယ်ကွဲသွားတဲ့လက်ကိုပါဇက်နဲ့ကိုက်ပြီးအနာကက်ဘလတ်စတာတစ်ခုကပ်လိုက်တယ်ညတိုင်းဆိုတော့လေတိရတဲ့အတိုင်းလူနာတွေကလည်းအိတ်အပြင်လူနာတွေကလည်းတိတ်မဝင်တော့အရာရာဟာတိတ်ဆိတ်နေခဲ့တယ်မိုးကလည်းအခုမှပဲ တိုက်တိုက်ဆိုင်ဆိုင်တဲကြီးမဲကြီးရွာရှလာပါတော့တယ်အဲ့အချိန်မှာ TV ကနေရေကြီးသတင်းတစ်ခုကိုကြင်ရနေခဲ့တယ်အသက်20ဝန်းကျင်ကောင်းမလေးတစ်ယောက်ကတိတ်တဆဆေးရုံကနေထွက်ပြေးသွားတယ်ဆိုတာပါပဲအခုရှင်နေကြီးကအရန်ဆိုးတယ်ထင်တယ်အစိုးရကပါရေကြီးချောင်း တွေ့တာနဲ့သက်ဆိုင်ရာကိုဖုံးဆက်ပြီးဖို့ TV မှာကြင်ညာနေခဲ့တယ်ကျွန်တော်ကဒီရာတွေကိုတိတ်ပြီးခေါင်းထဲထည့်နေပဲ ဒါနေ့တာလူနာတွေရဲ့အဝင်စည်ရင်တွေဖြစ်တဲ့ယောဂလက္ခဏာတွေကိုပဲအာယုံစပြီးဖောင်ဖြစ်နေကြတယ်။ဒီလိုတိတ်ဆိတ်နေတဲ့ချိန်မှာလူဝင်တကားပေါက်ကသူ့လိုလိုဖွင့်လိုက်ပိတ်လိုက်နဲ့အတန်းကြီးစပီးလာခဲ့တယ်။ပြီးတော့မိကြောင်းတွေကပါမှိတ်တုံမှိတ်တုံနဲ့ဆေးရုံဝန်းတစ်ခုလုံးမှာကျွန်တော်တယောက်ပဲရှိတယ်။ရနော်လေတယောက်ယောက်များဝင်လာသလားဆိုပြီးဟယ်လိုလို့အတန်ပေးခဲ့တယ်။ ရဲ့စီးတွေကလည်းလက်ဝိုးကလည်းတဲကြီးမကြီးရွာနေတော့တကားတွေဆန်သာပြတ်တာနေမှာပါဆိုပြီးအော်တိုဖြစ်နေတဲ့တကားကိုသွားပိတ်ခဲ့တယ်။ဒါပေမဲ့လူနဲ့တူတဲ့ဘာရဲ့ရောင်မကိုမတွေ့တာနဲ့ကောင်းတာမှာပဲခဏပြန်မိတ်နေခဲ့တယ်။ဒီချိန်မှာဆောင်းတာပိတ်ခဲ့တဲ့တကားကပြန်ပွင့်လာတယ်။ဒီတကားတော့မိန်ကလေးတယောက်ဝင်လာတယ်။သူမကကျွန်တော်စီကိုလမ်းလျှောက်လာတယ်။သူ့တူကိုလုံးကလည်းမိုးကြီးကျယ်မိထားပုံနဲ့တူတယ်။ ကျွန်တော်လည်းဘာများကူညီရပါမလဲလို့မေးခဲ့တယ်။သူမကဘာမှပြန်မဖြေပဲစေးရုံရဲ့ပတ်ဝန်းကျင်ကို လူရှိမရှိသိချာကြည့်နေခဲ့တယ်။နောက်တော့ကျွန်တော်ဖြည့်နေတဲ့ဖောင်ကိုစူးစိုက်ကြည့်နေတော့ဩကျွန်တော်ထင်တာလူနာတဲ့င်းလာမိတဲ့သူလားလို့မေးတော့သူကခေါင်းလေးကိုပြန်ငိမ့်ပြတယ်။ဒါနဲ့ကျွန်တော်လည်းသူ့ရဲ့အရှက်လက်တွေကိုဖောင်ဖြည့်ပေးဖို့တောင်းဆိုခဲ့တယ်။သူမကတခုခုကိုစိုးရိမ်နေတယ်။သူ့လက်တွေကတုံးနေတယ်။ နောက်တော့သူ့မစကားဆပြောတယ်။ကျွန်တော်စပွဲကုံဘောကလဝါကတိုင်ကိုတိန်ထားပေးပါလားတဲ့။အော်ကျွန်တော်လဲထင်ခဲ့တာဘာသာမတူလို့များလားလို့ဆိုပြီးကျွန်တော်လဲအန်ဆွဲတဲ့ကိုတိန်ပေးခဲ့တယ်။သူ့မကဖောင်ပြေကန်ဒီမိကုံတစ်ခုကိုထပ်ပေးခဲ့တယ်။တိတ်ပြီးသားသူကတော့ဖောင်ပြေရသလားတဲ့။ကျွန်တော်နားလဲရှုပ်သွားတယ်။ဘာများပြောလိုက်တာလဲလို့နောက်တစ်ခါပြန်မေးခဲ့ရတယ်။ ဒီအိဗယ်ကဘာလဲဆိုတာကျွန်တော်သိပြီမယ်ဘသူကတည်သွားတာလဲလို့မေးတဲ့အချိန်လူမကစေးုံပြင်ပတ်မိုးရွာကြီးတဲ့ကိုပြန်ထွက်သွားခဲ့တယ်ဒီလိုနဲ့မနက်၄နိုင်ဝဲလောက်မှာတန်ရှင်းရဲ့ဝန်ထမ်းကောင်းမလေးတယောက်ကိုတွေ့ခဲ့ရတယ်အဲကလေးနာမည်ကနီနီတဲ့ဟေးနီနီနင်လောက်ဝင်ပြီလားလို့မေးခဲ့တယ်အဲကလေးလေးတွေကအခုမှကြောင်းပြီးကသာကလေးတွေဆိုတော့ တခုခုဆိုအရန်ကြောက်တတ်ကြတယ်ကျွန်တော်ကသူတို့ကိုတဲအကြောင်းလေးပြောပြီးအမြဲစားနောင်နေကြတယ်သူတို့လေးတွေဘွားကတနာစရာကောင်းပါလေသွေးစွမ်းတဲ့အဝတ်တွေကိုလျှော်ရဇေယုံကြီးတခုလုံးကိုတန်ရှင်းလောက်ရရတယ်လာစားကဘလို့မှကိုမတန်ပါဘူးဒီနေ့သူတို့ဂျူဒီကရှောက်နိုင်မှပါလေးနိုင်ခွဲကြီးဘာလို့စောဝင်လာလဲလို့နီနီကိုမေးခဲ့တယ်နီနီဘာလို့ဂျူဒီစောဝင်လာလဲဆိုတော့ဘုန်းနာကယေရှုတွေတုံးမလို့တဲ့ မလိုပါဘူးမနှက်မတော့ဘူးလို့ကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့သူကပြန်ပြောတယ်မဟုတ်ဘူးတဲ့ဇောနာကမျိုးသမီးတယောက်ကအဲ့ဒီနေလာနှိုးတယ်။လူဝင်လာတော့ကယေဆုတွေကိုတုတ်ပေးပါတဲ့။ဟုတ်ကဲ့ပါလို့မပြောမရှင်းဒီစကားကိုပဲထက်ကတလဲလဲပြောနေတာနဲ့သူလဲလန့်လာလို့လာတုတ်ပေးတာတဲ့။ကျွန်တော်စိတ်ထဲဇောနာ TV ထဲကတရင်ကိုမှတ်ရသွားတယ်။မိကုန်းတစ်ခုကိုပဲအကူကြီးတစ်ခုကိုပဲထက်တလဲလဲတောင်းတတ်တယ်။ ီးတော့ရက်ဆိုတဲ့အဖြေရမှပြောတာကိုရက်တယ်ဆိုတဲ့မျိုးသမီးကကျွန်တော်တို့စေယုံဝန်ထဲကိုရောက်နေခဲ့ပြီကျွန်တော်ရန်ကိုထိတ်လန့်သွားတယ်ဒီချိန်မှာတခြားနတ်စမတွေကိုတွားနှုတ်တယ်ပြီးတော့စေယုံတကားတွေကိုပိတ်ပြီးအေးပေါ်အလန်းကိုဖွင့်ခဲ့တယ်ဇောနာဝင်လာတဲ့မျိုးသမီးကိုဖမ်းဖို့ပေါ့ဒါပေမဲ့ကလေးတွေအဆင်ပြေလားတွားကြည့်ဖို့ကိုတော့မေ့နေခဲ့တယ် ။ဇလန်လေးကတော့ဒီမှာတင်ပြပါပြီ။ပရိသတ်တို့လည်းစေယုံကြီးမှာညကျူတီဆင်းရရင်တတိထားကြပါလို့ပြောရင်ကျွန်တော်ရဲ့ဟော်ရာစတိုရီလေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးသွားကြပါအောင်။